အငိမ့်စားတန်မတ်ဘုံမူးချုပ်ဟောင်းချိုထွန်းအောင်ကိုတနက်နေ့ပြစ်ခတ်ရမှာပါဝင်တယ်လို့ဆွဆွဲပြီးဖမ်းဆီးခံထားရတဲ့6နှစ်သမီးအပါအဝင်16ယောက်ဟာအမှုနဲ့မသက်ဆိုင်တဲ့အပြစ်မဲ့ပြည်သူတွေသာဖြစ်တယ်လို့မြို့ပြပျောက်ကြားအဖွဲ့ Golden Valley Warrior ကနေပြီးတော့တုံ့ပြန်ထားပါတယ်မျိုးပြပျောက်ကြအဖွဲ Golden Valley Warrior ကရန်ကုန်မရန်ကုန်မြို့နယ်မှာအငိမ့်စားပုံမှုချုပ်ချိုထိုးအောင်ကိုမေလ22ရက်နေ့ကတနက်နဲ့ပြစ်ခတ်ခဲ့တာပါ ကျွန်တော်တို့ထူးထူးခြားခြားဖြေဆိုစရာမရှိပါဘူးအပြစ်မဲ့ပြည်သူတွေကိုပဲစာနာတနာမိပါတယ်ရဲဘော်တွေအားလုံးလုံခြုံဘေးကင်းကြောင်းကျွန်တော်တို့ပြောထားပြီးဖြစ်ပါတယ်လို့ Golden Valley Warrior တပ်ဖွဲ့ဝင်တယောက်က DVV ကိုပြောပါတယ်စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ကိုကြည့်ရင်ကွဲလဲလာရရှိနေတာကိုတွေ့ရပြီးကြုံရငှားစီးခဲ့သမျှတက္ဆီဘေးတွဲဆိုင်ကယ်တက္ဆီအဝေးပြေးရင်မောင်းမှန်သမျှကိုတရက်ခန့်လှုပ်ထားတာကိုတွေ့ရကြောင်းနဲ့6နှစ်အရွယ်ကလေးငယ်ကိုပါတရက်ခန့်လှုပ်ထားပြီး တော်လန်ရေးဘက်တော်သားတွေကိုကြောက်စိတ်ဝင်အောင်ချိန်ချောက်တာဖြစ်စဉ်ပုံမှာ CCTV တွေကစပိန်မှာတော့ငွေရောင်ဘက်ထရီနှလုံးတက်ဖြစ်ပေမဲ့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာအဖြူရောင်ဘက်ထရီသုံးလုံးတက်စပိန်ဖြစ်နေတာကိုတွေ့ရကြောင်း CDN တွေကိုပါချိန်ချောက်ခြင်းနဲ့အတွက်တရားခံစီးရင်ထဲမှာထည့်ထားကြောင်းဖြစ်စဉ်အနီးအနားကဆောက်လို့ရေးစိုက်ထဲကအလုံသမားတွေကိုပါတရားခံစီးရင်တွင်းထားတာတွေကိုတွေ့ရတယ်လို့ Golden Valley Warrior အဖွဲ့ကထောက်ပြထားပါတယ်ရှင်။